ဂါနာချိုဟွိုင်လန်နဲ့ဇက်စီတို့အသုံးရောက်ပေါင်းထက်ဒီဟာဒီပရီးမီးယားလိမှာတွင်းကိုးနဲ့ဂိုးဖန်နေမှုပုံများနေတဲ့ကိုညာပရိသတ်များလုံးပဲမိတော်များမန်ချက်စတာဖွားဆောင်ကနေပြန်လဲကြိုးလိုက်ပါတယ်မန်ချက်စတာနိုင်တဲ့အသင်းကတော့ဝူဘာဟန်ဒန်အသင်းရဲ့အသက်26နှစ်အရွယ်ဘရာဇီးတိုက်စစ်ကစားမကိုညာကိုစာချုပ်ဖြတ်သိမ်းခြင်းပေါင်62တန်ခွဲနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပါတယ် United ကတော့ကိုညာရဲ့စာချုပ်ဖြတ်သိမ်းခြင်းကိုနှစ်နှစ်အရေးကြပေးချေသွားမှာပါ ကွန်ရာကတော့ဒီအာဒီပရီးမီးယားလိမှာအတော်လေးချိန်ဆွမ်းပြခဲ့တဲ့ကစားမှာပါဘရာဇီးလားဟာဒီအာဒီပရီးမီးယားလိမှာဘူဘာဟန်တန်အသင်းအတွက်36ပွဲမှာ18ဂိုးအတွင်း6ဂိုးဖန်တီထားပါတယ်။ဒါကြောင့်မို့လို့ကွန်ရာကပရီးမီးယားလိမှာအတွင်းကိုတိုင်းရဲ့ပါဝင်ပတ်သက်မှု22ဂိုးထိရှိထားခဲ့ပါတယ်။ဒီအတွင်းကိုပါဝင်ပတ်သက်မှုနှုန်းကတော့ United ရဲ့တိုင်းစစ်ကစားသမားတွေထက်အများကြီးပိုပြီးတော့အားကောင်းနေခဲ့ပါတယ်။ ယူနိုက်တက်ရဲ့တိုက်စစ်ကစားမတွေဖြစ်တဲ့ဂါနာချိုဝိုင်လန်နဲ့ဇစီတို့အုံယောက်ပေါမှာဒီအာဒီပရီးမီးယားလိမ်မှာသွင်းကိုထားရဲ့ပါဝင်ပတ်သက်မှုက16ဂိုးပဲရှိခဲ့ပြီးတော့ကိုညာတယောက်ထဲကနှက်ဆက်တဲ့ဂိုးတွေရှိလာခဲ့ပါတယ်။ဒါကြောင့်ကိုညာကိုခေါ်ယူနိုင်ခဲ့မှုကယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းအတွက်တိတိတတ်တာအလုပ်ဖြစ်စေပါပါ။ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းကဒီအာဒီမှာသွင်းကိုတွေရရှိဖို့တော်တော်လေးလဲရုန်းကန်နေခဲ့ရပါတယ်။ အချက်အလက်တွေအရလည်းကိုညာရောက်ရှိလာမှုက United တိုက်စစ်ပိုင်းကိုအတော်လေးအားကောင်းစေမှာပါ United တိုက်စစ်ပိုင်းက White Line ကဂိုးပေါက်ပြောင်းနေတယ်လို့ဇက်စီကလည်းဒဏ်ရာပြဿနာတချို့ကြုံတွေ့နေခဲ့ရပါတယ်ဂါနာချိုကလည်းတိုးအားယုံအားကောင်းပေမဲ့အဆုံးသက်ပိုင်းမှာလိုအပ်ချက်တွေများနေခဲ့ပါတယ်ကိုညာကတော့ United ကိုပြောင်းရွှေ့ဖို့အလုံးစုံသဘောတူညီမှုရရှိထားပြီးမကြာခင် Manchester ကလပ်နဲ့ဆေးစစ်သွားတော့မှာပါဒီနေ့တင်ဆက်မှုကတော့ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ